ACN တရားရရင်ဘယ်လိုခံစားရသလဲ ကစားသမားနဲ့တန်ရာဆိုတာကတော့ဘလို့မှခွဲခြားလို့မရတဲ့အရာလို့ဆိုနိုင်ပါတယ်ခန္ဓာကိုယ်ကြံ့ခိုင်မှုအတွက်ဘလောက်ပဲပြင်းစင်ပြင်းစင်တိတ်ပန်နီးတွေနဲ့ဘလို့ပဲကာကွယ်ကာကွယ်မရပါဘူးအထူးသဖြင့်ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုအားပြုတဲ့ကစားနီးတွေမှာတော့တန်ရာပြဿနာတွေနဲ့ပိုပြီးကြုံတွေ့ရတတ်ပါတယ်ပြိုင်ဆိုင်မှုပြင်းထန်တဲ့ဘောလုံးပြိုင်ပွဲတွေမှာဆိုရင်တော့ကစားသမားတွေတန်ရာရတာကိုမကြာခဏဆိုသလိုမြင်မှုကြားမှုကြမှာပါဘောလုံးလောကမှာတော့ကစားသမားတွေလုံးဝမရကျင်တဲ့တန်ရာတစ်မျိုးရှိပါတယ်အဲဒီတန်ရာကတော့ ASEAN လို့လူသိများတဲ့ဒူးအယူဆုပ်ပြဲတန်ရာပါပဲ ်ဟောလုံးသမားတွေအတွက်ကတော့ ASEAN ဆိုတာကတော့နတ်ဆိုးပါပဲ ASEAN ဖြစ်ပြီဆိုလို့ရှိရင်တော့ယာတီကုမ္ပဏီလို့ပြောရလောက်အောင်လဲအဲ့ဒီတန်ရာရတဲ့ကစားသမားကအ ਨੇ စုံ9လ8လကနေစပြီးတော့တစ်နှစ်လောက်ကိုအနားယူရတာပါပို့ပြီးတော့ခက်ခဲတာကတန်ရာခွဲစိတ်မှုပြုတ်လုပြီးတော့နလန်ထူဖို့အတွက်ပြင်ဆင်ရတာပဲဖြစ်ပါတယ်အဲ့ဒီချိန်မှာကစားသမားတွေကသူတို့ကစားသမားဘဝကိုရှေ့ဆက်နိုင်ဖို့အတွက်စိတ်ပိုင်းဆိုင်ရာအရာပါတိုက်ပွဲဝင်ရတာပါ ခန္ဓာကိုယ်ကြောက်ခံမှုကိုပိုပြီးအားပြရတဲ့ modern ဘောလုံးလောကမှာတော့ ASEAN တန်ရာရကစားသမားတွေကိုခက်ဆိတ်ဆိတ်တွေ့ရလာတတ်ပါတယ်။ ASEAN နဲ့ကြုံတွေ့ရတဲ့ဘောလုံးသမားတွေထဲမှာ Bayern Munich နောက်ခံကစားသမား Alfonso Davies လည်းပါဝင်ပါတယ်။ Alfonso Davies ကတော့ ASEAN တန်ရာကကစားသမားတွေအတွက်ဘလောက်ခက်ခဲတယ် ASEAN တန်ရာရလို့ရှိရင်ဘလို့ခံစားရတယ်ဆိုတာကိုအခုလိုပဲဖွင့်ဟခဲ့ပါတယ်။ကျွန်တော်တန်ရာရရှိပြီးရဲ့နောက်ဆီယဝင်ကမင်းဘလောက်အနားယူရမယ်လို့ပြောတဲ့အချိန်မှာကျွန်တော်တွေးမိတာကမပြီးဆုံးနိုင်တဲ့ခရီးရှည်ကိုငါဖြတ်တန်းရရမယ်ဆိုတာပါပဲ။နလန်ထားတဲ့ ုပ်ငန်းစဉ်အတွင်းမှာတော့ခန္ဓာကိုယ်ထက်စိတ်ပိုင်းဆိုင်ရာအခက်အခဲကပိုပြီးတော့ကြီးမားပါတယ်။ဘလောက်ကြောင်နားယူရမယ်ဆိုတာကတော့တေချာမသိပဲနဲ့ပြန်ကောင်းဖို့ကြိုးစားရတာကတော့အရန်ကိုခက်ခဲပါတယ်။တခါတလေခန္ဓာကိုယ်ကငါးဓာတ်တွေမလုတ်ချင်တော့ဘူးလို့ပြောတယ်။အဲ့ဒီအခါမျိုးမှာတော့စိတ်ပိုင်းဆိုင်ရာတာမာဖို့လိုနေပါတယ်လို့ Alfonso Davi ကပြောကြားခဲ့ရပဲဖြစ်ပါတယ်။ Alfonso Davi ကမလကကနေဒါလက်ရွေးစင်အသင်းတို့ကစားရင်နဲ့ ASEAN တရားရရှိခဲ့တာဖြစ်ပြီးတော့အခုတော့တကူတဲ့အပြေးလေးခြင်းကံတွေပြုလုပ်နေပဲဖြစ်ပါတယ်။တရားတွေကအာကစားတဲ့စိတ်ပိုင်းတစ်ခုဖြစ်ပြီးတော့အလင်းမြတ်ပြန်ကောင်း ဖို့ထံအသေးစားပြောက်ခင်းမှုလည်းလိုတယ်လို့အလွန်ဆိုဒေဗီကပြောကြားခဲ့တာပါ ူကဒိုင်ယာရီကြောင့်ကျွန်တော်ကိုကုတ်ကိုစိတ်မပြတ်မိပါဘူးဇော်ရက်ကလည်းမတက်တယ်လို့ကိုကုတ်ကိုတနာတာမျိုးလည်းမဖြစ်မိပါဘူးဒိုင်ယာရီဆိုတာကအာကစားရဲ့အစိတ်ပိုင်းတစ်ခုပါပဲကျွန်တော်လုံနိုင်တာကဒိုင်ယာရီပျောက်ကင်းပြီးတော့ကိုရင်တွေမှာကစားနိုင်အောင်ကြိုးစားတာပါပဲအလင်းစလိုပြန်ကောင်းဖို့ကြိုးစားတာတက်ဒိုင်ယာသေးချပျောက်ကင်းပြီးစိတ်ချအောင်ပဲလုပ်ရမှာပါလို့ပြောဆိုခဲ့တာပါအစ္စရန်ဒိုင်ယာရပြီဆိုလို့ရှိရင်အရေးကြီးဆုံးအပိုင်းကနလန်ထားတဲ့အပိုင်းဖြစ်ပြီးတော့အဲ့ဒါကိုကာယကရှင်ကိုရိုင်းသားမကမိပြအပါဝင်အသေးစရာဝင်နေတဲ့စံခိုင်ရည်မှုတွေကသေချဂယူဆိုင်ဖို့တော့လိုပါတယ် တယ်။အစီအန်တန်ရာကြောင့်ကစားသမားဘွားကအနားယူလိုက်တဲ့ကစားသမားတွေရှိသလိုအစီအန်တန်ရာရရှိပြီးနောက်အရင်လိုခြေစွပ်မပြနိုင်တဲ့ကစားသမားတွေလည်းအများကြီးရှိနေပါတယ်။အဲဒီတော့အစီအန်နဲ့ကြုံတွေ့ရတဲ့ကစားသမားတွေကိုအသင်းကဂရုမစိုက်ဘဲနဲ့စန့်ခိုင်မှုမပြည့်ခင်သုံးမဲ့ဆိုရင်တော့သူ့ရဲ့ဘောလုံးကစားသမားဘွားကတိုးသွားနိုင်တဲ့အထိကိုအခြေအနေဆိုတဲ့ရင်ဆိုင်ရနိုင်ပါတယ်။